မကြမီကြောက်တော့မဲ့တင်းကျော်လာပြင်းနေလေမှာစိတ်ဤကြမှာချင်းကိုဤကြမှာချင်းနဲ့ပြည့်စုံပြီးတော့မိမိတို့ချစ်ခင်ရတဲ့မိသားစုတွေမိဘတွေအပေါင်းအသင်းတွေဆရာသမားတွေနဲ့ဆုံဆုံသီးသီးနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ဒီဗီဒီယိုကနေစုမုံကောင်းတောင်းအပ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ဒီရက်ပိုင်းအရန်အမေးများတဲ့မိကွန်းလေးတခုကိုကျွန်တော်ဖြေပေးမှာဖြစ်တယ်အထူးသဖြင့်တော့ဒီတင်းကျော်လာပြင်းညမှာ မိဘတွေကိုကြတော့တဲ့အခါမျိုးမှာဘလို့အားစေးမျိုးဝယ်ပြီးရင်တင့်တော်မလဲဆိုပြီးတော့ဒီရက်ပိုင်းမှာအရန်အမေများပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ဖြေပေးမယ့်အစားကျွန်တော်ဒီတည်င်းကျွမှာကျွန်တော်ရဲ့မိဘတွေကိုဘလို့အားစေးမျိုးကြတော့မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိဘတွေကအသက်80ကျော်ပေါ့နော်အသက်80ကျော်ဆိုတော့သွေးတိုးလေးနည်းနည်းရှိတယ်အဆီးကျော်တော့မရှိဘူးပေါ့နော်အဲနောက်တစ်ခုကတော့ခဏခဏမေ့တက်တယ်အသက်ကြီးလာရင်ကျွန်တော်အုံနောက်အောင်ရောနဲ့ပတ်သက်ပြီးတော့အားနေလာတာမျိုးတွေရှိတယ်ပြီးတော့ သိပ်ပြီးတော့မှတ်ညံနေရသိပ်ပြီးမမှတ်မိတော့ဘူးပေါ့နော်ဒါကတော့ဇရာရဲ့လက္ခဏာတွေပေါ့လေကျွန်တော်ရဲ့မိဆိုရင်ဒူးနာတဲ့ကိစ္စရှိတယ်ပေါ့နော်ဒူးကောင်းမှအချင်းစီတွေခမ်းလာတယ်ဒူးနာတယ်ဒူးမှအဆစ်ရောက်နေဆိုတဲ့ပြဿနာလေးတွေရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်ထည့်ပြီးကြော်မယ်အားသေးတွေထဲမှာခုနကပြောတဲ့အုံနောက်အောင်ကျော်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေနှလုံးသွေးကြောနဲ့ပတ်သက်ပြီးတော့အကျိုးရှိသေးမယ့်အရာလေးလည်းဖြစ်ရမယ်ပြီးရင်ခုနကပြောတဲ့ဒူးနာတယ် ဒူးကောင်းမှာအယောင်ကျစေတဲ့ဖြစ်ဆွတ်ဆေးဝါးလေးလည်းဖြစ်ရမယ်ပေါ့နော်။အဲအဲ့လိုမျိုးအကျိုးရှိတယ်မဲ့ဖြစ်ဆွတ်ဆေးဝါးလေးတစ်မျိုးဖြစ်တဲ့ Omega 3ဆိုတဲ့ငါးကြီးစီကိုတော့ကျွန်တော်ထည့်ပြီးကတော့မယ်လို့စဉ်းစားရတယ်ပေါ့နော်။ Omega 3ကလူကြီးတွေအတွက်အဓိကလိုပါတယ်။အုံနောက်အောင်ရောနှလုံးသွေးကြောနဲ့ပတ်သက်တာတွေခေါင်းစားခြေအဆုံးပေါ့နော် အထူးသဖြင့်တော့လူကြီးတွေဆိုရင်အစစ်မြေရောင်တဲ့ကိစ္စတွေပေါ့ဒီဟာတွေအတွက်လည်းသူကအကျိုးရှိတယ်ဒါကြောင့်မို့ကျွန်တော် Omega 3လေးကိုတော့ထည့်တိုက်မယ်လို့တော့တွေးထားတယ်နောက်တစ်ခုကတော့ ကျွန်တော်တို့အဖေမေတွေကအသက်ကြီးတော့အပြင်သိပ်ထွက်လေမရှိဘူးအပြင်မထွက်တဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ကနေရောင်ခြည်ကိုလုံလုံလောက်လောက်မရဘူးဆိုရင်ခန္ဓာကိုယ်မှာဗီတာမင် D အားနည်းလာတတ်တယ်အဲ့တော့ဗီတာမင် D တွေချိုးတဲလာတဲ့အခါဆိုရင် ကိုယ်ခံအားတွေနည်းလာမယ်လူကနှုံးနေမလန်းမဆန်းဖြစ်တယ်ပေါ့နော်အဓိကတော့ဗီတာမင် D ကကျွန်တော်ကိုယ်ခံအားအတွက်လိုသလိုပဲကျွန်တော်ခန္ဓာကိုယ်မှာကယ်လ်ဆီယမ်ဆိုတဲ့ အယိုးအတွက်ကိုလိုအပ်တဲ့ကယ်ဆီယမ်ဓာတ်ကိုဆုပ်ယူမှုအတွက်လည်းဗီတာမင် D ကိုလိုတယ်။အဲ့တော့သိကြတယ်ကျွန်တော်မိဘတွေမှာဗီတာမင် D ကတော့နည်းနေလိမ့်မယ်ပေါ့နော်။အဲ့တော့ဒါလေးကိုလည်းဖြည့်စွက်တဲ့အနေနဲ့ကျွန်တော်ဗီတာမင် D3 လေးလည်းထည့်တိုက်မယ်လို့ကျွန်တော်တွေးရတာရှိတယ်။အဲ့တော့ဗီတာမင် D နဲ့ Omega 3ကတော့ထည့်တိုက်မယ်နှစ်မျိုးပေါ့နော်။နောက်ထပ်တစ်မျိုးကတော့သူတို့အသက်ကြီးလာရင်ကိုယ်ခံအတွက်လည်းလိုတယ်။အထူးသဖြင့်တော့အသက်ကြီးတဲ့လူတွေမှာနာတာရှည်ယောဂါတွေတခုခုခံစားနေရရင် သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေမှာ oxidative stress လို့ခေါ်တဲ့ PR တွေကိုခံစားတတ်တယ်။အဲ့ဒီဟာတွေကလူတွေကိုပို့ပြီးတော့အရွယ်ကျစေတယ်။ယောဂါတွေပို့ဖြစ်စေတယ်။အဲ့တော့ကျွန်တော်တို့မှာ antioxidant လို့ခေါ်တဲ့ဓာတ်တိုးစမ်းကျင်စေတဲ့ vitamin လေးတစ်မျိုးလည်းထည့်သိုက်မယ်လို့တွေ့ရတာရှိတယ်။အဲ့ဒါ vitamin E ပါ။အဲ့တော့ခုနကပြောတဲ့ vitamin omega 3ရယ် vitamin D3 ရယ် vitamin E ရယ်ဒီ၃မျိုးလုံးကိုကျွန်တော်ထည့်တိုက်ဖို့အတွက်ကျွန်တော်အားစေးလေးတစ်မျိုးဝယ်ထားတယ်အဲ့ဒီအားစေးလေးကိုကျွန်တော်ပြပေးပါမယ်နော် โอเค DR4 ပါနော် DR4 ကတော့အဓိက Omega 3ပါမယ် Vitamin D3 ပါမယ် Vitamin E ပါတယ်ပေါ့နော်အော်ဒီအားစေးလေးကိုကျွန်တော်တို့တစ်နေ့တစ်လုံးဒါမှမဟုတ်လဲမနက်စာစားပြီးတစ်လုံးနေ့လယ်စာစားပြီးတစ်လုံးနှစ်လုံးပေါ့နော်နှစ်ကြိမ်ကျွန်တော်ပုံမှန်တောက်ရင်လူကြီးတွေအတွက်အကျိုးရှိပါတယ်အဲ့တော့ဒီအားစေးလေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာရှိရင်ကျွန်တော်အောက်မှာလင့်လေးချထားပါသေးတယ်အဓိကတော့ဒီမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာက Omega 3တမျိုးတည်းပဲကျွန်တော်တို့အရင်တော့တိုက်တာများတယ်အခုကျတော့ vitamin D နဲ့သွဲပြီးတော့တိုက်ထားခြင်းအပြင်ကျွန်တော်ခုနပြောခဲ့တဲ့အကျိုးကျေးဇူးတွေရတဲ့အပြင်ကို Omega 3ကိုကျွန်တော်တို့ခန္ဓာကိုယ်ကနေဆုပ်ယူမှုအားကိုပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်ဒါတစ်ချက်ပါနောက်တစ်ခု vitamin E နဲ့ရောသားခြင်းကလည်းငါးကြီးစီတွေကိုအလွယ်တကူ ဓာတ်တိုးသွားတာမျိုးပေါ့နော်ဆိုတော့အတိတ်ပဲကတိုးသွားတာမျိုးမဖြစ်စေဘူးအဲ့တော့ဗီတာမင် E ရောဗီတာမင် D3 ရောအိုမီဂါ3ရောသုံးမျိုးလုံးပါတာမို့လို့အရင်ကျွန်တော်တို့တော့အဆင်ပြေတယ်ဒီနှစ်မှာတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်ဆမ်းပြီးကတော့မယ်ပေါ့နော်ကတော့မယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့မိဘတွေမှာအသက်ကြီးတဲ့လူတွေရှိတယ်ကျွန်တော်ခုနကပြောထားသလိုပဲယောဂလေးတွေရှိနေတယ်ဒါလေးနဲ့အကြောင်းရင်းတိုက်ဆိုင်နေဆိုရင်တော့ဒီလိုအားသင့်မျိုးလေးကတော့လို့ရတဲ့အကြောင်းကို share လုပ်ပေးနေတဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါရစေအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်